တောက်ချာနေပွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်မေလ22ရက်နေ့ကနေ30ရက်နေ့အတော်တွင်းကာလတွေမှာအရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်ရမယ်ရှင်းမှန်းချက်သစ်တွေကိုစောင့်ရနိုင်နေမယ်ရပ်တန့်ထားတဲ့လူတွေကိုပြန်လည်စတင်နိုင်တယ်အပြိုင်ဆိုင်နေကြတဲ့အတိုးတက်မှုကို ဖန်ပြရယူနိုင်တဲ့ကံကြမ္မာရှိတယ် ချက်ချင်းဆုံးဖြတ်ပြီးရှစ်တိုးဆောင်ရွက်ခြင်းတို့ရဲ့ကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုကိုရရှိမယ်။ကိုယ်ပိုင်ရည်တည်ချက်နဲ့ဆုံးဖြတ်ချက်ချမှတ်ပြီးလုပ်တဲ့ကိစ္စရဲ့အကျိုးဆက်ကောင်းကိုရရှိမယ်။၂၀နှစ်နေမှာပြဿနာဟောင်းတွေကိုပြန်လည်ဖြေရှင်းပြီးရပိုင်ခွင့်တွေပြန်လည်ရနိုင်တယ်။၂၃နှစ်နေကအရာရာကောင်းခြင်းစင်ပြေခြင်းနဲ့ကံမြမခြင်းရဲ့နှစ်သာရရှိတယ်။၂၄နှစ်နေကမိတ်ဆွေကြီးခဲ့တဲ့ထံကကုညီရတဲ့နေမျိုးစားဖြစ်တယ်။ 25ရက်နေ့မှာပေါ်ပေါက်လာတဲ့အကြံစီတွေလက်တွေ့သုံးချပါတူတူကြကြအစဉ်ပြေလိုက်မယ်အယံဝင်းနဲ့ဆက်ဆက်လို့လည်းကြိုးပြီး26ရက်နေ့မှာရန်တိုက်ခံသိမ့်များတတ်တဲ့သူတစ်ပါးကြောင့်ကိုယ်ရွယ်ချက်ပြတ်တတ်တဲ့29ရက်နေ့မှာအခက်ခဲတွေထိုးပေါက်ပြီးတော့ရှေတိုးလောကန်ရံအတွက်ကောင်းတဲ့ရက်တစ်ခုဖြစ်တယ်28ရက်နေ့မှာအဟောင်းတွေပြန်လဲစတင်နိုင်တယ်နာယီကိစ္စပေါ်လိမ့်မယ်လိုက်လံကူညီပေးလိုက်ပါ29ရက်နေ့ဟာ ထူးခြားတဲ့ကံပြောင်းလဲတဲ့တိုးတက်မှုရဲ့နှစ်သာရတွေရှိမယ်။30ရင်းနေမှာစီမံထားခြင်းမရှိဘဲပေါ်လာတဲ့ခွင့်ရဲ့အစဉ်ပြေမယ်။အဲ့ဒီမှာဖိတ်စာတစ်စုံရမယ်။မင်္ဂလာဆောင်ဖိတ်စာရတယ်မင်္ဂလာဆောင်သွားပြောင်းသွားလိုက်ပါထူးခြားလိမ့်မယ်။30ရင်းနေမှာအတိုက်ခံတဲ့အနှောင့်အယှက်တွေကြားတဲ့ထိုးပေါက်ပြီးကိုယ့်ရဲ့လမ်းကြောင်းကိုရှေ့တိုးလုကန်နိုင်တဲ့နေထားကောင်းတွေဂျုံလိမ့်မယ်။ဒီကံလအတွင်းမှာတင်းငွေတွေတောက်ကြစနေမွေးသူတွေကြိုးပေးပြီးတော့တင်းလာကြတာပြီးဒုက္ခပေးတတ်တဲ့နှစ်ခုကိုကနန်းတွေကြိုးပေးတယ်။ အစိမ်းရောင်ဖြူရောင်မီးခိုးရောင်တို့ကိုတုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်နိုင်ပါတယ်29ရက်နေ့မေလမှာခေါင်းဆေးခေါင်းဆော်ပြုတ်လိုက်ပါ ထူးခြားတဲ့အနာဂတ်ကောင်းကိုရလာပါလိမ့်မယ်ကျေးဇူးတင်ပါတယ်စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ22ရက်နေ့ရက်နေ့31ရက်နေ့အတော်တွင်မှာဝေးကြီးကံလုပ်ငန်းကံဘဝကံရည်မှန်းချက်တွေကိုလက်တွေ့ကောင်းထည့်ဖော်ပြီး လိုရာပြည့်စုံခြင်းဘဝတိုးတက်ခြင်းနဲ့ကံရှင်ဝမြမချင်းတို့ကိုဖန်တီးရယူနိုင်တဲ့အနေထားရှိမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မယ်ရည်မှန်းချက်အောင်မြင်မယ်အခက်အခဲကြားဖြတ်သန်းနိုင်မယ်စုပေါင်းလုပ်ငန်းချိုးပင်းမယ်မျိုးသမီးမိတ်ဆွေကြီးကဲတူတာမှကူညီရမယ်ငွေကြေးကံကောင်းခြင်းလက်ပွင့်ခြင်းလိုရာပြည့်စုံခြင်းတွေကိုရရှိနိုင်တဲ့နေထားနဲ့ကောင်းတဲ့အခြေအနေတွေကိုကြုံမယ်အရာရာစင်ပြေသော နေထားနဲ့မိကောင်းဆွေကောင်းထောက်ကူရသောနေထားရှိမယ်23ရက်နေ့မှာ အခဲခဲကြားကဖြတ်သန်းပြီးတိုးတက်မယ်ရဲဝဲရကောင်းသောသတင်းစကားရမယ်24ရက်နေ့မှာငွေအကြေးကံကောင်းခြင်းလက်ဖွင့်ခြင်းကြိုးပေးခြင်းကြုံမယ်25ရက်နေ့ရန်ပြဿနာတွေထိတဲ့ရင်ဆိုင်ရမယ်26ရက်နေ့မှာအခဲခဲနှမျိုးဖြည့်ဆင်းနိုင်လိမ့်မယ်မထင်မှတ်ထားတဲ့ငွေကြေးပြန်ရမယ်မရဘူးထင်တဲ့ငွေပြန်ရတာကိုပြောတယ်28ရက်နေ့ကတော့အရာရာရှင်ပြေပြီးလိုရာပြည့်စုံတိုးတက်ခြင်းရှိမယ်28ရက်နေ့မှာကိုယ်ပိုင်ဆုံးဖြတ်ခြင်းနဲ့ရှေ့တိုးလုပ်ကန်ခြင်းရဲ့အကျိုးကျေးဇူးရမယ်ကောင်းသောသတင်းစကားကြုံမယ် 26ရက်နေ့အထူးကံကောင်းတဲ့ရက်ဖြစ်တယ်။အဲ့ဒီရက်ကနေစလိုက်တဲ့ကိစ္စမှန်သမျှအရာရာဆင်ပြေသွားမယ်။30ရက်နေ့မှာဘာလို့လို့သတိရှိရမယ်။ဝင်ကြီးမြို့နယ်မှုတွေမလုံးနဲ့။အကုန်ကြများတတ်တယ်။ဒီနေ့ဒီရက်မှာကုန်ကြမှုမှန်သမျှအချင်းကြီးဖြစ်တတ်တယ်ပစ္စည်းမွေနဲ့။30ရက်နေ့မှာတော့လုံးစရာရှိတာကုန်ရှိတုံးလုံးနိုင်အားလုံးဆင်ပြေသွားမယ်။ရက်တန့်တဲ့လူတွေတောင်မှပြန်လဲစတင်လုပ်ကင်အကျိုးပေးနိုင်တယ်။တနင်္လာသောကြာစနေမွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေဘုံထူးကြောင့်စိန်နောက်ရှေ့ဖြစ်တတ်တယ်။ နှစ်၄၆ကနန်းနေအကျိုးပေးတယ်အညိုးရောင်အပြာရောင်မိခွန်ရောင်တွေဝစ်စစ်သုံးဆွဲပြီးအလိုရှိရာကိစ္စများရှေ့တိုးလုပ်ပါ29ရက်နေ့မေလမှာကောင်းစီကောင်းလျှော်ပြုလိုက်ပါထူးခြားသောအနာဂတ်ကိုရသွားပါနိုင်မယ်ကျေးဇူးတင်ပါတယ်တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025မေလ22ရက်နေ့နေ့31ရက်နေ့အတွင်းကာလဟာကောင်းသောကံပြောင်းလဲတဲ့တွေ့တဲ့မှုရရှိမယ် ရီမန်းချက်စစ်တွေကောင်းထည့်ဖို့နိုင်တယ်ပေါ်ပေါလာတဲ့ခွေရည်စစ်တွေနဲ့ဘဝတင်လမ်းမှုကိုရရရှိနိုင်တယ်ဝင်းကျင်စစ်လမ်းကြောင်းစစ်တွေကိုစွန်စမ်းလုပ်ကြရမှထူးခြားစွာအကျိုးဆက်ရရှိမယ်နေအိမ်နေရာအလုပ်နေရာပြောင်းရွှေ့ပြောင်းလဲတွေဖြစ်လာရင်ကိုယ့်အတွက်ကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုတွေကိုရရှိမယ်နေထိုင်တဲ့ကောင်းတဲ့ခြေနေတွေလုံးဝပေါ်ထွန်းနေတဲ့သဘာဝကိုရည်ညွှန်းချက်ပေးတဲ့ကာလတစ်ခုဖြစ်ပါတယ် နှစ်ဆနှစ်နေရကိုအတွက်အရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်တယ်။လိုရာပြည့်စုံနိုင်တယ်။နှစ်ဆသုံးရနေ့မှာရပိုင်ခွင့်တွေပြန်လဲတောင်းဆိုနိုင်တယ်။ပြတ်နေတဲ့ဆက်သွယ်တွေနဲ့ပြန်လဲချိတ်ဆက်နိုင်တယ်။နှစ်ဆ၄ရနေ့မှာငွေကြေးကဏ္ဍလုပ်ငန်းကဏ္ဍတွေပြောဆိုဆောင်ရွက်သမျှအောင်မြင်ခြင်းတိုးတက်ခြင်းကိုရနိုင်တယ်။နှစ်ဆ၅ရနေ့မှာလုပ်ဖို့ကိစ္စဝေးတွေကြုံမယ်။ရန်တိုက်ခံနေတဲ့ရှင်ပြီးလောက်ရမယ်။နှစ်ဆ၆ရနေ့မှာတော့ စေတနာဝေဒနာဖြစ်တတ်တယ်သူများပြဒနာကိုပြဒနာဖြစ်တတ်တယ်စိတ်ရှည်ရမယ်29ရက်နေ့မှာတော့အညာဆိုးတွေကလုံးပြေလည်သွားပြီးတော့စေရေးချမ်းသာခြင်းနဲ့အစဉ်ပြေခြင်းကိုကြုံတွေ့နိုင်တယ်28ရက်နေ့မှာပစ္စည်းပြောက်တတ်တယ်ငွေလိန်ခံရတတ်တယ်ငွေချင်းရဆုံးတတ်တယ်29ရက်နေ့မှာလက်ဖွင့်ခြင်းကံဖွင့်ခြင်းတို့ရပြည့်စုံခြင်းရှိမယ်အဲ့ဒီနေ့မှာကောင်းစေကောင်းလျှော်ပြည့်ရတယ်ကောင်းသောကျိုးဆက်ရရှိမယ်30ရက်နေ့မှာတော့ရန်တိုက်ခတ်နေတဲ့ ရှင်းပြီးလောက်ရမယ်အတိုက်ခံများမယ်31ရက်နေ့မှာတော့ပေါ်ပေါက်လာတဲ့ခွင့်ရည်တွေကိုလက်တွေ့သုံးချပြီးတော့အလိုပြည့်စုံခြင်းဘဝတိုးတက်ခြင်းကိုကြောက်မယ်တနင်္လာနေ့ငံနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေ့စနေနေ့မွေးသူများကြောင့်စိတ်နှောင့်ရှက်ဖြစ်တတ်တယ်၁၅၆ငန်းနေ့ကျိုးပေးတယ်အဝါရောင်လေးမောင်ရောင်ရွှေရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စလေးတွေဆောင်ရွက်နိုင်တယ်အဝါရောင်ပန်းဝင်လေးတွေဖျားကတ်လို့ပြီး တို့ရာဆုတောင်းမှာဆုတောင်းပြပါနိုင်မယ်ယေရှုတင်ပါတယ်